တော်တော်များများသိချင်နေကြရတယ်တကယ်လို့အစီအစဉ်နဲ့မျက်နှာဆိုလို့ရှိရင်မော်ထရိုက်ဆာကိုတုံးပေးသေးလားပေါ့နော်မော်ထရိုက်ဆာတုံးရင်ရောကောင်းကျိုးကိုဖြစ်စေလားဆိုပြီးတော့မယုံနိုင်ကြဘူးပေါ့နော်ဒီတော့ကြောင့်မို့လို့အစီတွေကအသားရည်ကိုချုံးမှုစေနေတာဖြစ်တဲ့ကြောင့်မို့အဆိုးဘက်ဖြစ်ပေးတာတော့မဟုတ်ဘူးပေါ့နော်မော်ထရိုက်ဆာတွေကအသားရည်ကိုစုပ်ယူသွားနိုင်တဲ့ပစ္စည်းတွေသိနိုင်တာကြောင့်ပို့ပြီးတော့အရေးကြီးပါတယ်နော်အားလုံးမိဝါပါနော်ဝီရှယ်ရီချန်နယ်ကနေပြီးတော့ပြန်လေးဆိုဆိုလိုက်ပါတယ်နော် ဒါကမြန်မာသိရှင်နေကြတဲ့ဒီအစီပြက်နဲ့မိနာအသားရည်တွေကဘာတက်ကြောင့်မော်ထရိုက်ဆာတုံးပေးသေးလဲမော်ထရိုက်ဆာမတုံးဘူးဆိုရင်ရောအသားရည်စုပ်ပြီးနောင်သူ့ရဲ့အသားရည်ကလည်းခုထုတ်ပေးနေကြအစီတွေထပ်ပို့ပြီးထုတ်ပေးနေမှာဖြစ်လို့ ပို့ပြီးတော့အဆီပြန်လာတယ်လည်းဖြစ်စေနိုင်တယ်။ဒါကြောင့်မို့လို့မော်ထော်စာတွေကအဆီပို့တွေထောက်လုံနေခြင်းနဲ့ပြီးတော့ဆော့ချပေးနိုင်တယ်။အဆီပြန်နေတဲ့ပုံစံတွေကိုလည်းသူကရော့ပါစေတဲ့အတွက်ကြောင့်မို့လို့လုံးဝမော်ထော်စာကိုတုံးပေးပြပါတယ်နော်။ဒါဆိုလို့ရှိရင်ကိုယ့်ရဲ့အစီပြန်နေတဲ့အသားရည်တွေအတွက်ကိုမော်ထော်စာကိုဘလို့ရွေးချယ်ပေးလို့ရနိုင်လဲဆိုလို့ရှိရင်ကိုယ့်ရဲ့အသားရည်တွေအပေါ်မှာဆိုလို့ရှိရင်အစီပိုတွေကိုထပ်ပြီးတော့မထည့်သေးပဲရည်တဲ့ပဲအပြည့်ဝပေးနိုင်တဲ့မော်ထော်စာမျိုးပြီးလ ို့ရှိရင်လိမ့်လိုက်လို့ရှိရင်ပေါပေါပါပါလေးနဲ့ခေခေပောက်ကြီးကိုမပိုက်စေနိုင်တဲ့အရာမျိုးပြီးလို့ရှိရင်ဒီဝက်ချံတွေအပြစ်နာစာတွေကိုဖျောက်ဖျက်ပေးနိုင်မှာမဟုတ်ပြီမဲ့ဖတ်တော့ဖြစ်လာမှာတော့မဟုတ်ဘူးပေါ့နော်တကယ်တော့ကိုကဒီအပြစ်နာစာတွေကိုထိန်းချုပ်ရှင်မယ်ဆိုလို့ရှိရင် ပေါ်ရပြေစေနိုင်တဲ့ဒီမော်ထဆာကိုရွေးချယ်ပေးသေးတယ်နော်ဒီအစီပြန်တဲ့အသားရည်အတွက်ဆိုလို့ရှိရင်မော်ထဆာကိုရွေးချယ်တော့မဆိုလို့ရှိရင်သူ့မှာပါဝင်တဲ့ပစ္စည်းတွေအတိအကျထားပြီးတော့ကြည့်ပေးသေးတယ်ပေါ့နော် ပြီးလို့ရှိရင်ဒီမော်ထွက်ချာမဆိုလို့ရှိရင် organic တစ်စီတွေပါလာဥပမာအားဖြင့်ဆိုလို့ရှိရင်ဒီ organic တွေပါဝင်မှုအများကြီးရှိတဲ့ဒီမော်ထွက်ချာကိုတုံးပေးလို့ရှိရင်အစိုးရဖြစ်ပေးနိုင်တဲ့အရာတွေပြီးလို့ရှိရင်သူ့ရဲ့ပါဝင်တဲ့ပစ္စည်းတွေထဲမှာဆိုလို့ရှိရင်တကယ်ကောင်းတဲ့ပစ္စည်းတွေပြီးလို့ရှိရင်ကိုယ့်ရဲ့အသားရည်တွေမှာဆိုလို့ရှိရင်အစီပိုတွေမပါဝင်မဲ့အစိုးရကိုစောက်ယူနိုင်ဖို့အတွက်ထိန်းထားနိုင်ဖို့အရာတွေဒီကူညီပေးနိုင်တယ်ဆိုလို့ရှိရင် ။ဒါကိုကိုကပုံမှန်လိမ့်နေကြနေလောင်ခွေမလိမ့်ချင်မနေအောင်ဒီကျောင်းကွယ်ပေးနိုင်တဲ့မော်ခွေစာမျိုးကိုကသုံးပေးပြပါရနော်။ ဘယ်လိုကိုကအစီပြက်နဲ့အသားရည်ကိုနုညံ့ရင်သာဆိုခိတိုင်ကြည့်သိချင်မယ်ဆိုလို့ရှိရင်ဒီအရာကတိုက်ကိုအရေးကြီးတယ်နော်မျက်နှာကိုခဏခဏ subscribe တိုက်တာမျိုးတွေပင်းထန်တဲ့ website ကိုတာမှုတွေကိုခဏခဏဖိုင်ယူတာမျိုးတွေမလောက်ရဘောနော်ပြီးလို့ရှိရင်ကိုကပင်းထန်လို့နဲ့ဒီအားကောင်းလို့နဲ့တရက်ကိုတကယ်ချက်ပို့ပြီးတော့အသုံးပြုဖို့လည်းမသိဘူးဘောနော်ပြီးလို့ရှိရင်တပါဝစာလို့ကျန်းတန်းနဲ့ပစ္စည်းတွေကိုပေါ့နော်ကြီးချို့ပို့တောင်းတာမျိုးတွေလည်းကို ကစောင့်ကြည့်ပေးရမယ်ပြီးလို့ရှိရင်ကျန်းသန်းတဲ့ပစ္စည်းတွေကကိုယ့်ရဲ့အသားအရည်ကိုလည်းရောင်ရမ်းစေပြီးတော့အနာတရတွေလည်းပို့ပြီးဖြစ်စေရပေါ့နော်ဒါလိုကိုယ့်ရဲ့အသားအရည်ကဒီအစီပြက်နာကိုရင်ဆိုင်တိုက်ခိုက်နိုင်မယ်အစာနှူးညံ့မြင့်သာစွာကိုကသူ့ကိုဆက်ဆံပေးမယ်ဆိုလို့ရှိရင်မျိုးကိုအခြေခံထားတဲ့မော်ထစာကိုတုံးပေးပြီးတော့အစီပြက်ဆုံးမွင့်နေတဲ့အသားအရည်ကိုကိုယ့်ရဲ့ကျန်းမာရေးတောက်ပတဲ့အသားအရည်ဖြစ်ပြန်ပြီးတော့ပြောင်းလဲနိုင်မယ်ဆိုလို့ရှိရင်ပို့မှုပြီးတော့ ုံးညံ့နေလိမ့်မယ်။ဒီတစ်ခါကျတော့ရှိရင်အစီပြန်နဲ့အသားရည်တွေထောက်တဲ့အရည်သွေးမြင့်တဲ့မော်ဆိုက်ဆာတွေကိုကိုကတုံးပြီးပြီးတော့ပေါ့နော်။ရည်ကက်ကိုဖြည့်ပေးခြင်းကနေပြီးတော့အလှပတဲ့ကျမကြီးကိုလည်းညှို့ဆေးနိုင်တယ်။ပြီးလို့ရှိရင်ရည်ကိုပဲအခြေခံထောက်ထားတဲ့ဒီနည်းရတဲ့မော်ဆိုက်ဆာဖြစ်တဲ့အတွက်ကြောင့်မလို့အစီပြန်နဲ့အသားရည်တွေလည်းအကောင်းဆုံးမော်ဆိုက်ဆာတွေကိုဖြည့်ဆေးနိုင်မှာပါနော်။ကဲဒါဆိုလို့ရှိရင်အစီပြန်တဲ့အသားရည်အတွက်ဘလိုမော်ဆာကိုရွေးချယ်ပေးရမလဲဆိုလို့ရှိရင်အားလုံးပြည့်ပ ီးလိုက်မယ်လို့ဝီကတော့ထင်ပါတယ်နော်။ဝီတို့ရဲ့ကျမရေးတီးတီးကြတွေကိုအမြဲတမ်းမျှဝေပေးနေတဲ့ channel လေးဖြစ်တဲ့အတွက်ကြောင့်မလို့နောက်ထပ် video တွေကိုရှိရှိနိုင်အောင် notification subscribe လေးရောက်သွားပေးဖို့မမေ့ပါနဲ့နော်။